အားလုံးတည်ကြတဲ့အတိုင်းအညာမြေမြေမျက်နာတွင်ပြင် ကုန်းတွင်းအပိတ်ပိုင်းဖြစ်ပြီး အခြားသောတိုင်းဒါဒေတာတွေကဲ့သို့နေဆက်ထွက်ပေါက်နှင့်ကြည်ကွယ်မျက်ကွယ်မရှိတာမို့လက်နက်ရိက္ခာဆေးဝါးပစ္စည်းတွေတည်ယူရမှာ အခက်အခဲများစွာရှိပါတယ်။အညာမြေရဲ့အဆိုပါအားနည်းချက်ကိုကောင်းကောင်းကြီးသိထားတဲ့စစ်တပ်အနေဖြင့်တော်လန်ရဲ့အစောပိုင်းကာလတွေအတွင်း အညာဒေတာကိုစိတ်ရှိလက်ရှိရက်ဆက်စွာနှိမ်နှင်းမှုတွေ ပြုလုပ်ပြီးအညာသားတွေရဲ့တော်လှန်မှုကိုငြိမ်သက်အောင်ဆောင်ရွက်ခဲ့ပါတယ်။စစ်တပ်ရဲ့ရွာလုံးကျွမီးရှို့ဖျက်ဆီးမှုတွေဘလူးစစ်ကြောင်းလို့ကိုယ့်အကူနမည်တက်ပြီးစိတ်တဆစစ်သားတွေရဲ့အဆုလိုက်ပြောင်းလိုက်တက်ဖြတ်မှုတွေနဲ့ကလေးသူငယ်အဖိုးဖွားတွေပါမကြံလေเจ้าမှာဘုံကျဲတိုက်ခိုက်မှုတွေကိုဒီ၄နှစ်တာအတွင်းအညာမြေဟာအလူးလိုက်ခံခဲ့ရပြီး အိုးမဲ့အိမ်မဲ့ပြည်သူတွေမိတကွဲဖားတကွဲဖြစ်ခဲ့ရတဲ့မိသားစုများစွာအညာမြေမှာပေါ်ပေါက်လာခဲ့ရပါတယ်